င်္ဂလာပါရှင်ကျွန်မကတော့ချီချူဆက်မ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့ထက်တန်းကျောင်းမှာအော်တိုဘလ22ရက်နေ့လယ်12:00နာရီခွဲကအရပ်သားတယောက်ကကျောင်းဝင်းထဲဝင်ပြီး Grade 11ကျောင်းသားကျောင်းသူ၃ယောက်ကိုဓာတ်နဲ့ထိုးသွားလို့ဆေးရုံတင်ထားရတယ်လို့မြို့ကနေစီကသိရပါဗျာ အတောပါလာ22ရက်နေ့လယ်မှာရတလူငယ်တယောက်ကညီမဖြစ်သူကိုအေးဘူးပေးမဲ့ဆိုပြီး grade 11b အခန်းတွင်းကိုဝင်ကကျောင်းသူတယောက်ကိုလက်ပင်ညှက်ကဓာတ်နဲ့ထိုးခဲတာပါဒါအပြင်ဝင်ဆွဲတဲ့ကျောင်းသားတယောက်နဲ့ကျောင်းသူတဦးပါဓာတ်နဲ့အထိုးခဲရတာလို့မြို့ကန်တယောက်က DBB ကိုပြောပါတယ်လက်ရှိမှာဓာတ်နဲ့အထိုးခဲရသူ၃ယောက်စလုံးမန္တလေးစီအုံကြီးမှာတင်ထားရပြီးလက်ပင်ကိုဓာတ်နဲ့အထိုးခဲရတဲ့ကျောင်းသူကစွေးရတဲ့အခြေအနေရှိတယ်လို့ပြောပါတယ် ဒါနဲ့ထိုးခဲတဲ့ WiFi ဆိုသူကိုတော့လက်ရှိအခြေအထိဖမ်းမမိသေးဘူးလို့သိရပါဗျ။စစ်တပ်အာဏာသိမ်းပြီး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းရန်ကုန်နေပြည်တော်မန္တလေး AR မွန်ပြည်နယ်နဲ့မွန်ပြည်နယ်ကစာတင်ကျောင်းတွေမှာအုပ်စုဖွဲ့အနိုင်ကျင့်မှုနဲ့ရန်ဖြစ်တာတွေကြောင့်ကျောင်းသား၂ယောက်သေဆုံးက6ယောက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်းရှိပါသေးရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဖာနီရွာမှာစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင်းအရသာ6ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘားလ22ရက်ည9နာရီခွဲလောက်ကဇဝဲခြေဆိုင်စစ်ကောင်စီရဲ့956တပ်ရင်းကဖာနီရွာတဲကိုလက်နက်ကြီးနဲ့15ချက်ပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာလူနေအိမ်ပေါ်ကျရောက်ပြီးဒေသခံ6ယောက်ထိခိုက်ဒဏ်ရာရခဲ့ကမျိုးသမီးတယောက်လက်ပြတ်သွားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ6ယောက်ထဲက9ယောက်ကိုဗိတ်စေယုံကိုပို့ဆောင်ထားပြီးဆေးဝါးကုသမှုခံယူနေရတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်တပ်ကလက်နက်ကြီးအပြင်မြေပြင်မှာရှိနေတဲ့စစ်ကြောင်းကနေလည်းလက်နက်ငယ်တွေနဲ့ဖာနီရဲကိုအနေနဲ့ရှင်းတဲ့အနေနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ20ရက်ကလည်းစစ်ကောင်စီတပ်ကစဝဲရွာအခြေဆိုင်956တိုက်ရင်ကနေဖာနီရွာဘက်ကိုအင်အား100ကျော်လောက်စစ်ကြောင်းထိုးလာတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်ရှင်။တန်တွဲနဲ့ဂွားမျိုးအနီးပေးလေပြင်းတွေမှာစစ်သင်္ဘောတွေကအားဖြစ်တင်နေတဲ့အပြင်ဖက်စီတက်ဖြတ်တာတွေလက်နဲ့ကြီးနဲ့ပစ်ခတ်တာတွေကြောင့်အေကညချိန်ငါဖက်နာတွေကိုရက်အကန့်အသတ်မရှိပိတ်လိုက်ပါတယ်ခေခိုင်တည်င်းပြဖို့ထားပါတယ်ရှင်။ ရခိုင်ပြည်တန်ရဲနဲ့ဂေါမျိုးအနီးအားပင်လယ်ပြင်တွေမှာည6နိုင်ကနေမနက်6နိုင်အထိညချိန်၅ဖမ်းမှုတွေကိုအောက်တိုဘာလ16ရက်နေ့ကစပြီးရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAA ကအတည်ပြုထုတ်ပြန်ထားတာပါ။ လက်ရှိမှာစစ်ကောင်စီအနေနဲ့စစ်အင်အားဖြစ်တင်တာတွေစစ်စင်ရဲ့အတွက်ငါးဖမ်းလေတွေကိုအကာအကွယ်ယူပြီးလွတ်လပ်စွာတော်လာနေတဲ့အတွက်ပြည်သူတွေရဲ့လုံခြုံရေးစိုးရင်ချက်ကြောင့်ညအချိန်ငါးဖမ်းမှုတွေကိုအကန့်အသတ်မရှိပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ ULAA ကအောက်တိုဘာလ16ရက်နေ့ရက်စွဲနဲ့သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။တန်တဲ့နဲ့ကော့ပင်လေရေပိုင်နဲ့ထင်မှာစစ်တပ်ရဲ့နေပြည်တော်ကအရင်ကတည်းကအင်အားဖြစ်တင်မှုတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ ဲဒီကြားထဲမှာဆက်ကောင်ကြီးကလည်းအဲဒီတန်တွဲကွာရပိုင်းလေးထိမှာကိုပင်လီပင်ထိမှာအဲရေတဲ့အင်ဟောဖြည့်ကျင်းလာတာရှိတယ်။နောက်ဒီရေတဲ့ပင်ဖို့တွေလေအဲစီစီဟိုထိကိုဒါဖြည့်တန်းနေတာမျိုးရှိနေတယ်။ဆက်ကောင်ကြီးကလည်းအရင်ဆုံးကလောက်ကင်ကြီးတဲ့ရေလောက်တော်တွေကိုဖန်ဆီးတက်ဖြတ်တာရှိတယ်။အဲမကြာပင်မိရတဲ့တန်တွဲမျိုးကဒီလူ24ရောင်လောက်ထိဆက်ကောင်ကြီးချိန်မှာဖန်ခံရတဲ့ဒီရေလောက်တော်တွေ ပေးလိုက်ရှင်းလားဆိုတာလည်းမသိရဘူးမိသားစုတင်နေလေအဆက်တူမရဘူးလို့ကြားတယ်အဲလေးယောက်ကတော့တန်တွေးလိုက်ရှင်းပါအလောင်းတွေပေါ်တဲ့အတွက်ဒါပေဆုံးသွားပြီဆိုရအောင်အတိအကျထားတာတွေ့ ရခိုင်ပင်လယ်ကမ်းလေးမှာနေထိုင်ကြတဲ့မြို့တော်တွေကရေလုံငဲကိုအဓိကအမေပြုပြီးလောက်ကန်စားတောင်းနေကြရတဲ့ပြည်သူတွေရဲ့စိတ်ရည်ကာလအခက်အခဲအကြက်တီးနဲ့မိသားစုစာဝတ်နေရေးကိုတနိုင်တပိုင်းဖြည့်ရှင်းနိုင်ဖို့အတွက်ပင်လယ်ပြင်ငါးဖက်ခွင့်ကိုအရင်ကအချိန်အကန့်အသတ်မရှိခွင့်ပြုထားခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာစစ်တပ်ရဲ့နေပြည်ကနေပြီးတော့ငါးဖမ်းသမားတွေကိုဖမ်းဆီးတပြက်တာတွေလက်နဲ့ကြည့်ရုံနဲ့ပြစ်ခတ်နေတာတွေရှိတဲ့အတွက်နေ့အချိန်ငါးဖမ်းမယ်ဆိုရင်ကံဝေးကိုတော့ရောက်ပြီးတော့ငါမဖမ်းချဖို့စစ်တပ်နေပြည်တွေကိုတွေ့ရင်ကံဆက်ကံနီးကိုအမြန်ဆုံးပြန်လာချဖို့အေအေကတတိပေးတိုက်တွန်းထားပါတယ်။ဒါအပြင်တန်ရွေးနဲ့ခေါမျိုးအနေပင်လင်ပြမှာစစ်ကောင်စီရဲ့စစ်သင်္ဘောတော်လာလှူရှားမှုတွေကို ပုံမတွင်းမြင်လာပြီးအဲ့ဒီမျိုးတွေပေါ်မှာ ကင်းထောက်လင်းရည်တွေနဲ့လေးပတ်ပြန်ဝဲကင်းထောက်မှုတွေကိုပုံမှန်ပြုလုပ်လာနေတာကိုတွေ့ရတယ်လို့အေအေကဆိုထားပါတယ်တဖက်မှာလည်းဒေတာခန်ငါးဖမ်းသမားတွေအနေနဲ့စစ်တပ်ရဲ့နေပြည်တော်ကြောင့်ကန်နီမာတော့ငါးဖမ်းမထွက်ရေးသားတွေလည်းရှိနေတဲ့အတွက်စာဝန်တွေရဲ့တက်တင်းမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်အခက်ခဲကတော့အရင်ထဲကပဲရှိတာပေါ့လေ ုကတော့လည်းပုံရှိသွားမဲ့သဘောရှိရဲ။ဟိုနေပြီးတော့ကြောက်ရတော့ပြန်မှုရတော့မထွက်ပြီးဘူးအရင်နေရတယ်။အဲ့တော့သူတော့ကန်းနီးမှာပဲအဓိကကဖမ်းနေရတဲ့အနေထားတော့ရှိတယ်ပေါ့။ဒီဒီကမချင်းမချင်းလို့သူကထုတ်နေတဲ့ခါကျတော့အဲ့လိုပေါ့။အဲ့ဒီနေပြီးဒီကတ်ထားတဲ့အနေအထားနဲ့နေရနေရတယ်ဆိုရင်ဒါကန်းနီးလည်းမထွက်ရဘူး။တောင်းဝေးဆိုဝေးပေါ့လေ။ပြန်လဲတကြောတော့မှလည်းကျွန်တော်တို့ပြန်လို့ဝင်လို့မရတဲ့နေရာတွေရရှိသေးတာပေါ့လေ။ရှိသေးတော့ အချို့ကပြီးပြင်လဲရေလုံးကနေပဲလုံစင်ကြီးစားတဲ့တူတွေကအခုကကိုယ်နေရာလဲဝင်လို့မရအဲဒုက္ခတဲ့စကန်လို့လို့အဲ့လိုပေါ့လေအမျိုးတွေစီမှာကတ်နေရတဲ့အနေထားတွေနဲ့ဆိုတော့အဲ့လိုဇာဝင်နေခက်ခဲတော့သူတို့တက်ကပိုးရှိတာပေါ့တချို့ရောက်တဲ့ဝင်လို့ရတဲ့နေရာကတော့ဝင်သွားကြတယ်အစိမ့်ကြီးတို့တို့ကန်နေမှာဖမ်းမယ် ဒါမြင့်အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီးပြန်ရှုံသိမ်းမှုမထုတ်ပြန်မချင်းရေလုံသားတွေအနေနဲ့တန်တွဲနဲ့ခေါမျိုးအနည်းပင်လင်ပြင်မှာညအချိန်၅ဖဲတာလုံးဝမပြုလုပ်ကြဖို့နဲ့ဒါမြင့်မိတ်ပြန်လည်ရှုံသိမ်းမယ့်နေ့ကိုလေထက်မှန်အတိပေးတော့မယ်လို့အေးအေးကဆိုထားပါတယ်။ကျမကေခိုင်ပါဒီဘီဘီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချွတ်ချွတ်ဆက်ပါရှင်